ောဆိုဒီတိုင်သူရဲ့ပြောဆိုမှုတွေကိုကိုယ်တိုင်ချိုးဖောက်ပြီးတော့မှတော်လန်ရေးအင်အားစုတွေကိုဖိအားပေးတာတွေမြန်မာပြည်ရဲ့နိုင်ငံရေးမှာဝင်ရောက်စွပ်ပတ်တာတွေဟာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်မနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့မှာတော့ဒါကျွန်တော်တို့ဒီပြည်တွင်းမှာကတော့ဒါပြည်တွင်းစစ်ကတော့ဆက်လက်ပြီးတော့မှာရှိနေပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီအာဒီတောင်ပိုင်းတိုင်းမှာဆိုလို့ရှိရင်လေဒီ2025 ဝင်လာတဲ့အချိန်ကနေစပြီးတော့မှအင်မတန်ထူးခြားသောအရာတစ်ခုကတော့ဟိုအားလုံးကသွေးစီညီညွတ်ပြီးတော့မှဒီအကြံမဲ့စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ခံတက်တွေပေါ့နော်စကမ်းတွေအားလုံးအားလုံးကို ပြန်လည်ပြီးတော့မှတိုင်းလာတဲ့အနေအထားမျိုးတစ်ခုကိုဒါကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျအဲ့တော့မိဘညီကိုမောင်နှမများအခုလက်ရှိအနေအထားမှာတော့တောင်ပိုင်းတိုင်းမှာเนาะတောင်းလျှောက်ဆိုသလိုဒါစစ်စင်ရေးတွေရှိပါတယ် စစ်စင်ရေးတွေရှိတယ်လို့အခုဆိုလို့ရှိရင်ဒါဥက္ကဋ္ဌစခန်းဟာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့မှဒါထိုးသွေးစင်မှုတွေတော့ပြန်လဲပြီးတော့မှအစနေပြီလို့ဒါကျွန်တော်တို့သိရပါတယ်ခင်ဗျာနော်အဲ့တော့အကြမ်းဆစ်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့တွေဟာတနိုင်ငံလုံးပြူဟာနဲ့သွားတာဖြစ်ပါတယ်တနိုင်ငံလုံးစစ်စင်ရေးအတိုင်းအတာအနေနဲ့သွားနေတယ်လို့တနိုင်ငံလုံးသွေးစည်းညီညွတ်စွာနဲ့အကြမ်းဆစ်ကောင်စီတွေနဲ့ပတ်သက်တဲ့စခန်းတိုင်တိုင်ပွဲတွေကိုနေရာနဲ့ပြီးနေအနှံ့တွေမှာဆင်နွှဲလဲရှိပါတယ်ဆိုတော့အကြောင်း ဒါကျွန်တော်ပထမဦးစွာပြောချင်ပါတယ်။ဟုတ်ပြီလား။အဲ့တော့အကြမ်းမဲ့စစ်ကောင်စီတွေဘက်ကတော့ရှုံးပြီးရှုံးပြေးပြီးပြေးသူတို့ပြေးပေါက်တွေကတော့တောက်လျှောက်ဆိုသလိုပဲဒါရှိနေပါတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျာနော်။အဲ့တော့ဒီနေ့မနက်မှာဘာတွေထူးခြားသလဲဆိုလို့ရှိရင်ဒီနေ့မနက်ထူးခြားတဲ့သတင်းလေးတွေဒါကျွန်တော်ပြောပြမယ်နော် ဒေါ်လာရေးတက်တွေအားတဲ့ဥက္ကဋ္ဌစကန်ကိုစတင်ပြီးတော့မှထိုးစစ်ဆင်နေပြီလို့သိရပါဗျ။အဲ့တော့ပထမအကြိမ်ထိုးစစ်ဆင်တုန်းကတဲ့မသိနိုင်ငယ်လို့တက်ရှိ CEO ဆိုပြီးတော့မှအကြမ်းစစ်ကောင်စီနဲ့ပတ်သက်တဲ့စစ်တပ်ဝါဒဖြန့်တဲ့စကန်တွေ၃နှစ်အကြာမှပြန်လဲပြီးတော့မှတိုက်ခိုက်တယ်လို့သိရပါဗျ။အဲ့တော့အကြမ်းစစ်ကောင်စီစစ်တပ်ကလွန်ခဲ့သော၃နှစ်တုန်းကပေါ့နော်စကန်မကြအောင်ကုကန်နိုင်ခဲ့တဲ့ဒါကျွန်တော်တို့မြန်မာနဲ့ထိုင်းနယ်ဆက်စီးမင်းအနီးကအကြမ်းစစ်ကောင်စီစစ်တပ်ရဲ့ခြေစုပ်ခြေအကြမ်းစစ်ကောင်စီစစ်တပ်ရဲ့ခြေစုပ် ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌစခန်းတောင်းလိုင်းတပ်ဖွဲ့တွေကဒီကနေ့ဇွန်လ17ရက်နေ့မှာနောက်တစ်ချိန်စထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာကျွန်တော်တို့တခုပေါ့နော်။အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းဆိုတဲ့စလုံးလေးဒါကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့တကယ်တော့ကရင်ပြည်နယ်မှာနော် ဒီနေဆက်တွေမှာလာပြီးတော့မှအထိုင်ချတာအကြမ်းဆက်ကောင်စီတွေရဲ့စကံမဟုတ်ပါဘူးဒါဒီတိုင်းသားတွေရဲ့မြေနေရာဖြစ်ပါတယ်လို့ဒါကျွန်တော်တို့ပဏမဦးစွာပြောကြားပြစီเนาะအဲ့တော့တချို့တော့အရာတွေကတော်လန်ကြီးကိုလှုပ်လာတဲ့အခါမှာတော်လန်ကြီးနဲ့ပတ်သက်တဲ့လူငယ်တွေတော်တော်များများကမြေပြင်တိကိုဆင်းပြီးတော့မှအလုလုလာတဲ့အခါမှာ ြည်ပြင်းအခြေအနေတွေရဲ့အချက်အလက်တွေကိုသိလာတယ်လေနော်အခုဒီဥက္ကဋ္ဌစကန်ဆိုလို့ရှင်ဒါကင်းရင်ကင်းရင်ရွာတွေအများကြီးပဲရှိတယ်နော်ကင်းရင်အမျိုးသားရေးရွာတွေအများကြီးပဲရှိတယ်အဲ့တော့ရေကန်မြေကန်တွေကိုကြည့်လိုက်လို့ရှင်ရေတကယ်ပဲယူသားလာတော့ကင်းရင်အမျိုးသားတွေရဲ့ရွာတွေရွာတွေရဲ့ဘီနာဘီနာမှာအများကြီးရှိတယ်ဆိုတော့ဒါကျွန်တော်တို့သိရပါတယ်အဲ့တော့အချမ်းမက်စစ်ကောင်စီကနေမြေကျူးထားတယ်ပေါ့နော်နေမြေကျူးထားတယ်ဆိုတော့ အဖြစ်အပေါ်လွင်ပါတယ်အဲ့တော့လူလူတွေးဆောင်ပွဲတွေပြည်내တွေးဆောင်ပွဲတွေလုပ်တဲ့အခါမှာဒီအချက်လက်တွေကိုရှင်းပြဖို့အတွက်ကအင်မတန်လိုအပ်ပါတယ်။နော်နေမည်စိုးမုံမှုအတိုင်းအတာတွေဒါကျွန်တော်တို့ရှင်းပြတဲ့အခါမှာအဲ့ဒါမှသာလေဒီမြေပြင်မှာရှိနေတဲ့ရွာသူရွာသားတွေနော်ကြီးလက်ဒေသတွေသူတို့တွေအတွက်ကအမှန်တရားအပေါ်မှာလေနော်ကိုယ်မြေကိုယ်ရွာကိုယ်ဒေသဟာလား တကယ်ပဲလွံ့မြောက်ခြင်းနဲ့စိတ်တည်နဲ့ဒီတော်လည်ရေးကိုလုံနေကြတဲ့အခါမှာအကြမ်းမဲ့စစ်ကောင်စီရဲ့နေမီကျူးမှုတွေကိုဒါကျွန်တော်တို့တွေကပေါ်ပြရေးသားနောက်ပြီးမှရှင်းပြဖို့အတွက်အင်မတန်လိုပါတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်အနေနဲ့ပထမဦးစွာပြောပြခြင်းပါတယ်အမေရိကန်ရဲ့အခြေအနေပြောပါအောင်မယ်။လော့အိန်ဂျလစ်မှာဆန္ဒပြပွဲအမေရိကန်ကနေတခြားမျိုးတွေစီကိုပြန့်နှံ့လာပြီလို့သိရပါတယ်။အဲတော့တမရတော်နယ်ထရပ်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေအပေါ်မှာစက်ညင်ဆန္ဒပြပွဲတွေဟာဆိုလို့ရှိရင်လက်ရှိ အချိန်မှာဆိုလို့ရှိရင်တော့ Los Angeles မှာစတင်ခဲ့ပြည်တဲ့ခဲ့ပါတယ်ပြီးတော့ San Francisco နောက်ပြီးတော့မှဒီ Dallas နဲ့ အော့စတင်နဲ့နယူးယောက်မြို့တွေအပေါင်းမြို့ပေါင်း24မြို့ထိပြန့်နှံ့သွားတယ်လို့ဒါကျွန်တော်တို့သိရပါတယ်။ Los Angeles မှာပြုလုပ်တဲ့ဆန္ဒပြပွဲအများစုဟာငြိမ်းချမ်းစွာပြီးဆုံးသောညလည်းပဲညဘက်ကိုရောက်လာတဲ့အခါမှာဆန္ဒပြတဲ့သူတွေနဲ့အာနာပိုင်တွေရဲ့ကြားမှာပဏိပက္ခတွေဖြစ်ပွားမှုတွေရှိတယ်လို့သိရပါတယ်။ San Francisco မြို့ဆန္ဒပြပွဲမှာဇွန်လ8ရက်နေ့တုန်းကလူ150ကျော်ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာထောင်ထဲချီတဲ့လူတွေဟာဆိုလို့ရှိရင်ဒုတိယမြောက်နေ့အဖြစ်လမ်းနေပေါ်ကိုထွက်လာပြီးတော့မှဆန္ဒပြတဲ့အခါမှာအထိကယုံနေ ဖြစ်ပြီးတော့မှရဲတွေနဲ့ပဏိပေါကဖြစ်ပွားခဲ့တာတွေရှိတယ်လို့ဒါကျွန်တော်တို့သိရပါတယ်ခင်ဗျာဒါကတော့ဒါဟိုအမေရိကန်ရဲ့เนาะအခြေအနေတွေပေါ့เนาะအဲ့ဒီဘက်မှာလည်းနိုင်ငံရေးတွေကလှုပ်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 ဖြစ်နေတယ်ဆိုတဲ့အကြောင်းသိရပါတယ်နောက်တနေ့တစ်ခုတွေကလည်းဟိုတက်လာပါတယ်အဲ့ဒါတော့ဘာလဲဆိုလို့ရှိရင်တော့တရုတ်နဲ့အမေရိကန်ပေါ့เนาะကုန်သွယ်ရေးသဘောတူညီချက်အကောင့်တွေဖော်လို့ရပြီဆိုပြီးတော့မှအဲဒေါ်နယ်ထရပ်ကနေပြီးတော့မှ ဒီကျွန်တော်တို့ဒီသူတို့ထွက်လာတဲ့တရင်လေးကိုဒါကျွန်တော်တို့ဆက်လက်ပြီးတော့မှအဲ့ဒါကျွန်တော်တို့ sharing ပြန်လုပ်ပါမယ်။အဲ့တော့ American နဲ့တရုတ်နဲ့နိုင်ငံကိုယ်စားလှယ်တွေကလန်ဒန်မှာတွေ့ဆုံခြင်းပါတယ်လို့သိရတယ်လို့ပြီးတော့အဲ့မှာကုံသွယ်ရေးနဲ့ကုံသွယ်ခွန်ဆွေးနွေးပွဲပြီးဆုံးပြီးဖြစ်တယ်လို့တဲ့။နိုင်ငံကောင်းဆောင်တွေရဲ့နောက်ဆုံးအတီးပြူချက်ပဲကျန်တော့တယ်လို့ Donald Trump ကနေပြမှာဇွန်လ17ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်မှာတရားဝင်ရေးသားထားတာကိုဒါကျွန်တော်တွေ့ရပါတယ်။အဲ့တော့သဘောတူညီချက်အရာအမေရိကန်အတွက်မရှိမဖြစ်လိုအပ်တဲ့မြေရှားတန်ရန်ဇာတာတွေကိုဒီယုတ်ဘက်ကနေတင်ပို့ပေးမှာဖြစ်ပြီးတော့မှတရုတ်ကျောင်းသားတွေအတွက်အမေရိကန်ကကောလိပ်နဲ့တက္ကသိုလ်တက်ရောက်ခွင့်တွေအပါအဝင်သဘောတူညီတာတွေကိုပြန်ဆောင်ရွက်ပေးမယ်လို့ Trump ကဆိုပါတယ်။ အဲ့တော့ American ဘက်ကတွင်းကုန်ကို55ရာခိုင်နှုန်းရရှိပြီးတော့မှတရုတ်ဘက်ကတော့30ရာခိုင်နှုန်းရရှိမယ်ဆိုပြီးတော့မှ truck ကနေပြီးတော့မှပြောပြထားတာကိုတွေ့ရပါတယ်။အဲ့တော့တရုတ်နဲ့ American ဆက်ဆက်ရင်အလွန်ကောင်းမွန်နေပြီဆိုပြီးတော့မှလည်း Donald Trump ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်။လက်ရှိအချိန်မှာကတော့ American မှာအာဒါကျွန်တော်ဆန္ဒပြပွဲတွေရှိပါတယ်။နော်ဒါကတော့ Trump ရဲ့လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့အရာကိုညှပ်ဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျ။ မြမလူအခွင့်ရေးနဲ့ပတ်သက်တဲ့ပြဿနာတွေတော်တော်များများကိုနိုင်ငံရေးအသွင်ပြောင်းပြီးတော့မှကန့်ကွက်ပါတယ်ဆိုပြီးတော့မှတရုတ်ကပြောတယ်ဆိုပြီးတော့ပါသတင်းတွေတက်လာပါတယ်အဲ့တော့မြမပြည်ရဲ့လူအခွင့်ရေးပြဿနာတွေကိုနိုင်ငံရေးအသွင်ပြောင်းတဲ့အပေါ်တွေမှာကန့်ကွက်တယ်ဆိုပြီးတော့မှတရုတ်အရာရှိတယောက်ကအင်ကာနိကပြောဆိုတယ်လို့တရုတ်အစိုးရပိုင်းသတင်းစာတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံရဲ့အမြင့်တဲ့ကုစရယ် ်မြမအကြီးအထွေထွေညီလာခံရဲ့အလွတ်တဘောအစိုးရဘာပြောဆိုခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်လို့လူခွင့်ရေးဆိုင်ရာကိစ္စရပ်တွေကိုနိုင်ငံရေးအသွင်ပြောင်းပြောင်းမှာအတုံးချတာတွေကိုဒါကျွန်တော်တို့အနေနဲ့စန့်ကျင်တယ်ဒီလိုကိစ္စတွေအပေါ်လူလူဖိအားပေးတဲ့အလေးထားတွေကိုကန့်ကွက်တယ်ဆိုပြီးတော့မှလည်းပြောတာတွေကိုတွေ့ရပါတယ်အဲ့တော့ချစ်ကြည်ရင်းနှီးတဲ့အိန္ဒိချင်းနိုင်ငံတွေအနေနဲ့တရုတ်ဟာမြန်မာပြည်ကိုသူ့ရဲ့အမျိုးသားရဲ့အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းကိုရှောင်လန်းနိုင်အောင်ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကိုအရှင်ဟုံမြင့်တင်ဆောင်ရွက်နေချိန်မှာမြန်မာပြည်ရဲ့အချုပ်အခြာအာဏာလွတ်လပ်မှုတွေ၊နယ်မြေတည်တံ့မှုနဲ့ နိုင်ငံတော်တည်ငြိမ်အေဂျင့်ကြီးကိုကာကွယ်ဆောင်ရှောက်နိုင်အောင်ပံ့ပိုးသွားမယ်ဆိုတော့မှလည်းသူကပြောတယ်ဆိုတတိယနေပါပေါ့နော်ဖော်ပြလာတာကိုတွေ့ရပါတယ်အဲ့တော့မြန်မာပြည်က2021ကနေအာဏာသိမ်းမှုအပြီးမှာနိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးအပတ်ပတ်ကကြာဆင်းလာတယ်လို့နောက်ပြီးတော့မှပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကလည်းအင်ပတန်ကြီးထွားလာပါတယ်။ခေတ်ဆက်ဆက်ပြီးနေအုပ်ချုပ်မှုကိုကျင့်သုံးခဲ့တဲ့အကြမ်းမဲ့စစ်ကောင်စီစေအုပ်စုအာဏာသိမ်းမှုအပြီးမှာလည်းလူအခွင့်အရေးချိုးဖောက်မှုတွေကိုကြေကြေပြေပြေပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့တာဖြစ်ပါတယ်ခင်ဗျ။ ဲ့တော့အကြမ်းမဲ့စစ်ကောင်စီနဲ့အာဏာရှင်တို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးအာဏာသိမ်းအကြမ်းမဲ့စစ်ကောင်စီကိုနိုင်ငံရေးစစ်ရေးအရအားပေးထောက်ခံပြုမှုနေတဲ့တရုတ်ဟာဆိုလို့ရှိရင်လေအချုပ်အချာအာဏာတည်မြဲရေးနဲ့ဝင်ရောက်မဆုတ်ပတ်ရေးမှုအတွင်းပြောဆိုတည်တိုင်သူရဲ့ပြောဆိုမှုတွေကိုကိုယ်တိုင်ချိုးဖောက်ပြီးတော့မှတော်လန်ရေးအင်အားစုတွေကိုဖိအားပေးတာတွေမြန်မာပြည်ရဲ့နိုင်ငံရေးမှာဝင်ရောက်ဆုတ်ပတ်တာတွေဟာဆိုလို့ရှိရင်တော့ယနေ့ထိတိုက်အောင်ရှင်းနေစေပါပဲခင်ဗျာ တဆက်သေးပါပဲအရှိတောက်အာရှတွေအသေးအာဆီယံကမြန်မာအကြက်တဲဖြည့်ရှိရမှာဆိုလို့ရှိရင်လည်းအဓိကထားဆောင်ရည်နေမှုကိုတရုတ်အနေနဲ့တောက်ခံတယ်ဆိုတဲ့အကြောင်းမြန်မာအကြမ်းမစစ်ကောင်စီရဲ့လမ်းပြမြေပုံဟာဆိုလို့ရှိရင်တော့အပြန်လန်အားပြည့်ပြီးထိတိယရောက်အကောက်တဲ့ဖော်နိုင်ဖို့မျှော်လင့်နေဆိုတဲ့အကြောင်းပြောထားတာတွေတွေ့ရပါတယ်။ဒါအပြင်နိုင်ငံနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လည်းအခြေအနေပုံမူတင်မလာအောင်ဒါမှမဟုတ်ပိုးရှုပ်ထွေးအောင်လုံးမဲ့လုံးမဲ့အစားပါနော်မတူညီမှုတွေကိုပေါင်းကူပေးပြီးတော့မှပြဿနာဖြေရှင်းဖို့အာရုံစိုက်တဲ့နေဆိုတဲ့အကြောင်းပြောပြထားပါတယ်။ ဲ့တော့ line တက်တူကိုပြရပေးပြီးအကြပ်ဘက်စစ်ကောက်စီနဲ့အပြစ်ခတ်ရက်စီတဲ့တရုတ်ဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်အရေးနဲ့ပြည်လဲတည်ငြိမ်ရရှိအောင်ကူညီပေးရအပြည့်သဘောဆောင်တဲ့အခမ်းအနားနေဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ဆိုပြီးတော့မှလည်းပြောပြထားတာတွေ့ရပါတယ်။အဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်လာရေးနဲ့အတူမြန်မာအကြမ်းမဲ့စစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဆွေးနွေးမှုတွေရဆိုလို့ရှိရင်တော့ဒါဖြည့်ရှင်းဆောင်ရွက်နိုင်အောင်တန်တမာဂျာဝင်စစ်ဆေးမှုတွေလုပ်ခဲ့ကြောင်းကိုလည်း ပြောတယ်ဆိုတော့မှဒါသိရပါတယ်အဲ့တော့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်ကနေပြီးတော့မှပြောပြထားတာကိုတွေ့ရပါတယ်เนาะလက်ရှိအချိန်မှာတော့မြန်မာနိုင်ငံရဲ့လက်ရှိမြေပြင်ရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ချင်ရင်တော့ဒေါ်လာအားစုတွေကိုဒီတရုတ်ဘက်ကနေပြီးတော့မှလည်း PR ပေးထားတာတွေလက်ရှိအချိန်ထိရှိနေပါသေးတယ်ဆိုတော့ကြောင့်ပြောပြချင်ပါတယ် အဲ့တော့ဒီနေ့မနက်မှာအထူးကြဆုံးသောနောက်တဲ့တရင်တစ်ခုကတော့နေဆက်ရရနဲ့ပတ်သက်ပြီးတော့မှတော်လိုင်းအင်အားစုတွေဟာဆိုလို့ရှိရင်တော့ဥဂရိတတစကံကိုထိုးစစ်ဆင်နေပါပြီအဲ့တော့ပထမအကြိမ်ထိုးစစ်စင်တော့ကမသိနိုင်ခဲ့လို့တက်ချီ CEO ဆိုပြီးတော့မှအကြမ်းမဲ့စစ်ကောင်စီစစ်တပ်ရဲ့ဝါရမ်းပြန့်တဲ့စကံကို၃နှစ်အကြာမှပြန်လဲပြီးတော့မှတည်ယူနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ကြည့်ဒါကလည်းအခုလက်ရှိကျွန်တော်တို့စောင့်ကြည့်ရပဲအခြေအနေဖြစ်တယ်လို့နေဆက်ရရမှာဆိုလို့ရှိရင်လည်းအကြမ်းမဲ့စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့စကံပေါင်းမြောက်များစွာကိုလည်းထိုးစစ်စင်နေတဲ့ ကာလဖြစ်ပါတယ်ခင်ဗျာတန်ရွယ်ကနေပြီးတော့မှရန်ကုန်ကိုဆစ်ရှောင်နေတဲ့ရုံစည်ရီတူမရန်ကုန်ထွေအုပ်ရုံ အတွင်းမှာပစ်အဲတပ်ဖြတ်ခံရတယ်ပေါ့နော်တပ်ဖြတ်ခံရတယ်ဆိုတော့တရင်လည်းတက်လာပါတယ်ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ဆစ်ပေးရှောင်ပြီးတော့မှရန်ကုန်မရန်ကုန်မြို့နယ်ထွေအုပ်ရုံမှာတွဲဘက်တာဝန်ထမ်းဆောင်နေတဲ့အငယ်တန်းစည်ရီတူ ဗုံမူးနောက်လိုက်တူကဓာပြစ်ထိုးတဲ့အတွက်ကြောင့်ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကတော့ဇွန်လ17ရက်နေ့မနက်9:50မိနစ်ခန့်မှာမယင်းကုန်းမြို့နယ်ထွေအုပ်ချုပ်မှာဖြစ်ပွားခဲ့တယ်လို့သိရတယ်လို့အသက်36နှစ်အရွယ်အငယ်နဲ့စရီကိုအောင်မြင့်မြတ်တိတ်ဆုံးပြီးတဲ့နောက်အသက်50ကျော်အရွယ်ရုံအခုဗုံမူးနောက်လိုက်ဦးကျော်စိုးမင်းကျော်စိုးမင်းကဓာနဲ့ထိုးတက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။သူတို့ကယုံမအတူပဲနေတယ်လို့သိရပြီးတော့မှအဲ့ဒီယုံအကူဦးလေးကဘုံမူးနောက်ကလိုက်နေတဲ့လူပါ မနေ့ကလည်းတဲ့အဲ့ဒီအဲ့ဒီဦးလေးကအသက်ခံရတဲ့အကိုကိုလိုက်ရှာနေတယ်လို့လည်းပြောပါတယ်အဲ့တော့ပြဿနာတွေတော့ရှိပုံရှိတယ်လို့သိရတယ်လို့ပြီးတော့ယုံထဲမှာပဲထိုးတာတဲ့ဓာတ်ထိုးတာပေါ့နော်အဲ့တော့အထိုးခံရတဲ့အကိုကဇောနဲ့ထိုးတဲ့လူနောက်လိုက်တာနေမှာတဲ့အဲ့တော့ယုံပေါဝါနာရောက်တော့လဲသွားပြီးတော့မှဆုံးသွားတယ်လို့သိရပါတယ်အမိမဖော်လို့တဲ့ယုံဝင်တဲ့တူကနေပြီးတော့မှပြောပြထားတာဖြစ်ပါတယ်ခဗျာနောက်တဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ထူးခြားတဲ့ တရင်လေးတစ်ခုကတော့ဟာခါဗျူဟာမူတမ96တမမူအဖြစ် အစားထုတ်ခန့်အပ်လိုက်တယ်လို့သိရပါတယ်။မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ဆယ်လာပိုင်း20နှစ်ကိုစစ်စင်ရေးကာလအပြီးမှာတမမူမကြာခဏပြောင်းနေတဲ့တမ96ရဲ့လက်ရှိတမမူဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုအချမ်းမဆက်ကောင်စီကဖမ်းဆီးလိုက်ပြီးလို့သိရတဲ့အပြင်သူ့ရဲ့နေရာကိုဟာခါစစ်ဗျူဟာမူဗိုလ်မှူးကြီးစိုးဝင်းထုံးကို အစားထုတ်ခန့်အပ်လိုက်တယ်လို့သိရပါတယ်။အဲ့တော့ချင်းပြည်နယ်ဟာခါမြို့အခြေချ စစ်ဗျူဟာမူဘုံမူကြီးစိုးဝင်းထုံးကိုမန္တလေးတိုင်းမိတ်တီလာမြို့အခြေဆိုင်အမှတ်69ချင်းမြတ်တပ်မဌာနချုပ်ရဲ့တပ်မမှုအဖြစ်အကြပ်တ်စစ်ကောင်စီကပြောင်းရွှေ့ခန့်အပ်လိုက်တာဖြစ်တယ်လို့စီရီယံဘူကြီးစင်ရော်ကနေပြမလဲပြောပြထားတာကိုတွေ့ရတယ်လို့တပ်မ69ရဲ့တပ်မမှုဖြစ်တဲ့ဘုံမူချုပ်တင်မောင်ကျော်ဟာအာရခတ်အေအေထံကိုခေါ်လုံပြီးတော့စစ်ကောင်စီကိုပုံကံမဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် မေလကုံပိုင်းကအကြပ်ဆက်ကောက်စီကဖမ်းဆီးပြီးတော့မှယာတုရုတ်သိမ်းခဲ့တာလို့စီရီသတင်းအရင်းမြစ်တွေမှာလည်းဖော်ပြထားတာတွေကိုတွေ့ရပါတယ်။လက်ရှိမှာတော့ဟာခါအခြေချစစ်ပြူဟာမှုနေရာအတွက်ဘယ်သူကိုခန့်အပ်မလဲဆိုတာကိုတော့မသိရသေးပေမဲ့အကြပ်ဆက်ကောက်စီအနေနဲ့တော့ချက်ချင်းခန့်အပ်လာနိုင်တယ်လို့သုံးသပ်ထားတာတွေကိုတွေ့ရပါတယ်။အဲ့တော့တမ99ရခိုင်မကွေးနဲ့ဘကိုးတိုင်းဆက်ဆက်ဒေသတွေမှာစည်ရေးပေါ်ဆောင်နေတဲ့အဖွဲ့တွေဖြစ်ပြီးတော့မှာ ဇေလာပိုင်းနဲ့ဆက်နေကုန်စစ်စင်ရေးကာလကနေလက်ရှိအချိန်ထိတနည်းခွဲအတွင်းမှာစီရေးရှုံးနေမှုတွေကြောင့်တမ99တမမှု9ဦးအထက်အကြမ်းဖက်စစ်ကောက်စီကအပြောင်းလဲပြုလုပ်ထားတာရှိတယ်လို့သိရပါတယ်ခင်ဗျာဟ ோம் လင်းမြို့မှာတော့အရက်သားတွေဟာဇက်တိုက်ဖမ်းဆီးခံနေရတယ်လို့သိရပါတယ်ခင်ဗျာ TNN အနေနဲ့ပတ်သက်ပြီးတည်ရတဲ့သတင်းကတော့ TNN အနေနဲ့ပတ်သက်ပြီးတော့မှ DBLA ကိုရောအခြား PDF တွေကိုရောနောက်ချိုးတိုက်ပွဲကနေပေါ်မှာမောင်းမထုတ်ပါဘူးဆိုတဲ့သတင်းတွေထွက်လာပါပြီ။မြေပြင်မှာကလက်ချင်းချိတ်ပြီးတော့မှနှီးမျိုးစုံနဲ့ကြိုးစားတိုက်ပွဲဝင်နေကြတာတွေဖြစ်နေတယ်လို့အားနေရင်လည်းလာတိုက်ကူလို့ရပါတယ်ဆိုပြီးတော့မှသတင်းတွေပြန်ထွက်လာပါတယ်။အဲ့တော့အကြမ်းမဲ့စစ်ကောင်စီရဲ့စိတ်ကြိုက်တွေးခွဲမီဒီယာတွေအတုံးချခံနေမဖြစ်ဖို့အတွက်အထူးသတိထားဖို့အတွက်ကိုဒါမြေပြင်ကနေပြောမှကိုယ်တိုင်ရေးတာ ချက်တွေဟာဆိုလို့ရှိရင်ထွက်ပေါ်လာတာတွေကိုညှဝေပေးလိုက်ပါတယ်ခင်ဗျာအခုလက်ရှိအချိန်မှာတောင်ပိုင်းတိုင်းတက်မှလေးပါဆိုလို့ရှိရင်လည်းတိုက်ပွဲတွေကဆက်လက်ပြီးတော့မှပြင်းထန်နေတယ်လို့ဖြစ်တယ်လို့ကရင်အမျိုးသားကာကွယ်ရေးတိုင်းတပ်ဖွဲ့တွေနဲ့ပူပေါင်းမဟာမိတ်တိုင်းတပ်ဖွဲ့တွေကတောင်ပိုင်းမှာဆိုလို့ရှိရင်တော့တက်မှ6နေရာမှာတွေရောတက်မှ4မှာရောတနင်္လာတိုင်းတကြောအားလုံးသူစီညင်းစွာနဲ့ဆက်လက်ပြီးတော့မှ စက္ကန့်သိန်းတွေကိုစဉ်းလွှဲလဲရှိပါတယ်ဆိုတဲ့အကြောင်းတရင်ကောင်းပါပြစေခင်ဗျ။เนาะအဲ့တော့မြေပြင်မှာဒါကျွန်တော်တို့လိုအပ်သောထောက်ပို့ရေးရာတွေကိစ္စတွေအားလုံးကိုအင်တိုင်းအားတိုင်းဆက်လုပ်ပါအားလုံးเนาะဖခန်နဲ့ပတ်သက်ပြောမှာ သိရတဲ့တရင်ကတော့ဖခန်မှာအကြမ်းမဆစ်ကောင်စီတွေဘက်က15ရောက် GIE ဒရုန်းထင်ပြပြီးတဲ့နောက်ပိုင်းမှာနာအော်ဟိုဒါသူတို့ကြဆုံးသွားတယ်လို့သိရပါတယ် မြောက်ရီမျိုးနဲ့ပတ်သက်ပြီးသိရတဲ့သတင်းကတော့မြောက်ရီမျိုးပါကတော့ခလာရ2ခွန်ကတိုင်းမအကြမ်းမဲ့စစ်ကောင်စီတပ်သားတဦးနဲ့စစ်မှုထမ်းတတတဲ့ဦးဟာစုစုပေါင်း၃ဦးအလင်းဝင်တယ်လို့အကြမ်းမဲ့စစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးမှုခံရပြီးစစ်သားဖြစ်တိုးတွင်းခံရတဲ့သူတွေလည်းဖြစ်တယ်လို့သိရပါတယ်။အဲ့တော့ကျွန်တော်လည်းဟိုပြီးခဲ့တဲ့ရက်ပိုင်းလေးရပါတော့။မြေပြင်ဆင်းပါတယ်။အဲ့လိုပဲဒီကျွန်တော်တို့ဒီတောင်ကုန်းဘက်ကနေပေါ်တာဆွဲခံရတဲ့ကလေးပြီးတော့သူတို့တွေဒီ အဲစစ်စေးရည်နေရာတွေကိုပို့တယ်ပြီးမော်လမြိုင်စစ်စေးရည်တွေပို့တယ်ပြီးတော့အဲ့ဒီကနေမှတဆင့်မြောက်ရီဘက်ကိုထပ်ပို့တယ်အဲ့ပြီးတော့ဟိုဒီဥက္ကဋ္ဌမှာပေါ့နော်အခုအခုတပ်ပွဲဝင်နေတဲ့ဥက္ကဋ္ဌမှာလူငယ်တွေကိုညင်းစေးတွေမူရစေဝါတွေကျွေးပြီးတော့မှဒီဒီတောင်ပိုင်းတခွင်ကို ပို့တယ်ကလေးတွေကိုကျွန်တော်ကိုယ်တိုင်ပဲဟိုကျွန်တော်ဟိုအင်တာဗျူးခဲ့ပါတယ်သူတို့ရဲ့အတွေ့အကြုံတွေပေါ့နော် view ပေးမှလည်းရမယ်။ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့အဖေအမေတွေဆွေမျိုးတွေညီကိုမောင်နှမတွေရှိနေတဲ့နေရာမှာစိတ်အေးလို့ရအောင်ပါလို့နော်။အဲ့ဒါမျိုးလေးတွေ။အဲ့တော့သတိထားပါအကြမ်းဖက်စစ်ကောင်စီကဒီပေါ်တာဆွဲခံရတဲ့ကလေးတွေကိုငွေစည်းဝါးတွေဈေးတွေတုံးပြီးတော့မှနော်ပြီးပြီးတော့မှတို့တွေဟာတိုက်ပွဲဝင်ခိုင်းနေလက်ရှိပါတယ်ဆိုတော့ကြောင့်ကျွန်တော်တို့မှာတပ်သေးတွေအချက်လက်တွေရှိပါတယ်ဆိုတော့ကြောင့်ပြောပြပြစေ။အဲ့ဥက္ကဋ္ဌကပုံဆိုးတယ်။အခုဥက္ကဋ္ဌကတိုင်းနေတယ်။ဥက္ကဋ္ဌမှာအတွင်းထဲမှာရောင်းပေးတယ်မြင်းစေးတွေငွေစေးဝါတွေလေ နော်အရာတွေကိုလည်းမျောရီမျိုးသူမျိုးသားတွေဝိုင်းဖော်ဖို့အတွက်လိုအပ်တယ်လို့ဒေတာကန်တွေကလည်းဝိုင်းဖော်ဖို့အတွက်လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူငယ်တွေမျိုးဆက်တစ်တွေကိုသူတို့ကတက်ကွင်းထဲမှာထားပြီးတော့မှဒီမျိုးရေးစေဝါတွေကိုကြွေးပြီးတော့မှသူတို့တွေဒီအချက်ကင်လာတာဖြစ်ပါတယ်အကြမ်းမဆက်ကောင်စီတွေဘက်ကဒါကတော့တတ်သိပဲနော်။အားကြောင့်ကျွန်တော်တို့ဒီအဲ့ဒီတချို့မှာကျွန်တော်တို့ကဒွန်လိုင်းလုတ်တဲ့အခါမှာကျွန်တော်တို့တရင်ကွဲမယ်မြည်ပြင်ကွဲမယ်ဒါပေမဲ့အကုန်လုံးကအခြေအဆက်ရှိနေရမှာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတော်လန်ရေးဟာဒီတိုက်ပွဲတွေဟာတနိုင်ငံလုံးအတိုင်းအတာတပြည်လုံးအတိုင်းအတာနေနဲ့ကျွန်တော်တို့အခြေဆက်လုပ်ပြီးတော့သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့နော်။မနေ့ကတော့မန္တလေးအမရပူရာကရေဝင်နေတဲ့တရင်ကတော့ကြားရတယ်ဒီနေ့ကတော့ရေကျသွားတာဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အကြမ်းစစ်ကောင်စီတွေဘက်ကတော့ဒီပြည်ရင်းစစ်နဲ့ပတ်သက်ပြီးတော့မှသူတို့တွေကတော့နျူကလ িয়ার နဲ့ချင်းချောက်တာတွေ တို့ဆက်လက်ပြီးတော့မှပြည်လုပ်လျက်ရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်เนาะအဲ့တော့ online တက်တွေအင်အားစုတွေကလုံဆက်ရှိတာတွေကိုဆက်လုပ်ပါသွားဆရာရှိတာတွေကိုဆက်သွားပါ account တွေပေါ်ဆရာရှိတွေရှိတာတွေကိုဆက်ပြီးတော့မှပေါ်ပါလို့အကြံပြုချင်ပါတယ် ဲကျေးဇူးတင်ပါတယ်အဲ့တော့ဒေဒီမတက်ရဲ့ထူးခြားသောသတင်းတွေကတော့ဒီလောက်ပါပဲเนาะအဲ့တော့အလဲပိုင်းတိုင်းကိုလည်းဝင်ရပါเนาะနောက်ပြမရခိုင်ပြည်နယ်ပတ်မှာဆိုလို့ရှိရင်လည်းကြောက်ပြူအရေးကိစ္စတွေကလည်းအင်မတန်အရေးကြီးပါတယ်เนาะအာအားလုံးအဓိကအထူးသတိထားမနေမီအချင်းဖြစ်ပါတယ်အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အချမ်းမဲစစ်ကောင်စီအာဏာသိမ်းတဲ့နောက်ပိုင်းမြန်မာနိုင်ငံဟာမွေးစေဝါနဲ့ထိန်းချုပ်ပြီးတော့မှသူတည်ဥဆောင်နေတာဖြစ်ပါတယ် ဒါတခါကြလို့ချင်းကျွန်တော်တို့ကမင်းအောင်လိုက်ဥဆောင်နေမင်းအောင်လိုက်ဥဆောင်နေလို့ထင်တယ်တကယ်တော့နောက်ပြန်မှာမူရစီဝါနဲ့လူငယ်တွေရောမျိုးဆက်သစ်တွေကအကုန်လုံးသူတို့ထိန်းချုပ်ထားတာဖြစ်ပါတယ်။အားကြောင့်အဆက်ဆက်အရာအာကျွန်တော်မူရစီဝါတွေမဆွဲဖို့အတွက်မူရရဲ့ကြီးကျုံနေမဖြစ်ဖို့အတွက်အထူးတတိထားပါလို့အကြံပြုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။